ဖရာဖရာရှင်ငုံတော့ခါကြီးတော့စောက်အားနေတောင်းနေတဲ့ဟာတွေဖရာပေးမှာဟိုဒီတကာကလေဗုဒ္ဓဘာသာဝင်တွေရဲ့တူတော်မှုနဲ့တခြားတော့ဖန်ဆင်းရင်ဝါဒရဲ့တူတော်မှုနဲ့ကမကွဲဘူးထင်တယ်နော်ဗုဒ္ဓဘာသာရဲ့တူတော်မှုဆိုတာကစိတ်ပညာမှာကိုဖြစ်ကျင်တဲ့ရာတွေကိုကိုယ့်ရဲ့အုံနာကိုတည်င်းအချက်လက်ပို့တယ်လို့ပဲ ။ဘာကြောင့်လဲဆိုတော့အဲ့ဒီအုံနောက်မှာကဒီခန္ဓာကိုယ်တစ်ခုလုံးကိုထိချုပ်တဲ့တနည်းရှိတယ်။အဲ့ဒီတနည်းကနေကြောကြောရမကန်တဲ့လောက်တာပေါ့။လက်လောက်တယ်ခြေစရှိလက်လက်လက်ပေါ့ပသက်ပသက်ပေါ့။နော်။ဘုရားဗုဒ္ဓမှာသူတောင်းပြဖို့ဆိုလို့ရှိရင်အဓိကအချက်၅ချက်ရှိဖို့လိုတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်တရာတိလတုတာသာကပညာတရာတော့ယုံကြည်မှုပေါ့။တိလဆိုတာကိုကျင့်တရားပေါ့။သာကဆိုတာပေးကမ်းသွင်ကြမှုပေါ့ ူတာဆိုတာကကျတော့ဘ ഹു တူတာပေါ့ကိုဘာဖြစ်ချင်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တူတာတွေကိုရှာဖွေလို့တယ်ပညာအမှားမှန်တွေကိုဝေဖန်ပိုင်းခြားနိုင်ရမယ်ပေါ့အဲ့ဒီ၅ချက်ရှိမှကိုဖြစ်ချင်တဲ့တူတာမှုကပြည့်မှာဖြစ်ပါတယ်ပြည့်ချင်တာကသူ့လည်းတော့လွယ်လွယ်ကပါတယ်ဘုရားဘာသာမှာကမဇ္ဈိပ္ပာဖျားဖြစ်ချင်တယ်သူကသူ့ပန်တယ်သူ့တောင်းတယ်ပြီးတော့သူကအလယ်လဲလောက်တယ်အဲ့ဒါကြောင့်ဖျားဖြစ်သွားတာဖြစ်တယ် အဲ့ဒါနဲ့ပတ်သက်ပြီးပုံကိုလေးမျိုးရှိတယ်နော်နံပါတ်၄အញ្ញံပုံကိုကသူ့လည်းမတောင်းဘူးအလုပ်လည်းမလုပ်ဘူးသူ့ရဲ့သူ့ကမပြည့်ဘူးလို့နံပါတ်၃ကကြတော့သူ့တော့တောင်းတယ်အလုပ်မလုပ်ဘူးမပြည့်ဘူးနံပါတ်၄ကကြတော့အလဲလို့တယ်သူ့မတောင်းဘူးသူ့ရဲ့ဇာကဒီမှချက်ပြည့်ဖို့လမ်းကြောင်းမရှိပါဘူးအကြောင်းလည်းခုနပြောဆိုပြောအုံနာကိုတရင်မပို့တဲ့အခါကျတော့နံပါတ်၁သူ့လည်းတောင်းတယ် အလွယ်လွယ်လုပ်တယ်သူရဲ့ရီမန်ကြောက်ကပြည့်မယ်နော်ဘုရားဘာသာသူတော်တူတော်ကခုနပြောခဲ့သလိုပဲလေကိုဖိချင်းတဲ့အရာတွေကိုအုံနာကိုတည်င်းအချက်လက်ပို့တာနဲ့တူပါတယ် ောင်းနိုင်ငံသားကတရားတော်ကြီးကိုကြီးညိုလို့ပူဇော်တာပေါ့လေနော်ဦးတင်တရားတော်ကြီးတဘောကိုတီးတဲ့အခါမှာပေါ့ဒီလိုပူဇော်တာကတော့ကောင်းတာပေါ့တမန်တရားတော်ကြီးကတိတ်ကြိုက်မှမထင်ဘူးသူကဘာလဲသူတို့ချင်းသူကတပိတင်တရားအထုအဲ့လိုပူဇော်မှကြိုက်တာအကြောင်းဦးတင်ဒီလိုပြောတယ်လဲသူတို့ချင်းဦးတင်ကတရားတော်ကြီးရဲ့တပိတွေဖတ်ပြီးတော့ဘုန်းကြီးကိုချင်တော်လေအဲ့ဒါကြောင့်တရားတော်နိုင်မှာပူဇော်ကျင်လို့ သူဝဲတိုင်းမှာရှိတဲ့ဥသိန်းအတိတပါဥသိန်းကလမ်းပြီးရှောက်တာဥသိန်းတို့ကြီးပါတယ်ဥသိန်းတပီတော့ဆရာတော်ကြီးနည်းနည်းပဲဥသိန်းနားမှာကပ်ပြီးတော့ပြုတ်ပြင်တယ်ဗျာသူပြောတာမရဘူးဥသိန်းနဲ့ဆရာတော်ကြီးကသူကသာပေတင်ကြတာရဲ့လုတ်ပြတ်မခံဘူးတဲ့တပီတော့မှဒီစာတင်တတပြည့်လို့ရှင်မရဘူးတဲ့အဲ့ဒီအချိန်မှာအားမတပီတော့လာခိုင်းတာတဲ့ကျွန်တော်ရှင်မလာခိုင်းဘူးတဲ့အတိတ်သားကြီးပေါ့ဥသိန်းက ဘာကိုနားလည်တယ်လဲဆိုလို့ချင်းမေတ္တာပြကသူ့ကိုပူတော်ယူလို့ရှိရင်ဓမ္မနဲ့ပူတော်တဲ့ဖះနိဗ္ဗာန်သံဃာကြီးမှာပေါ့သူတွေနဲ့တွေကပန်းနေတိမင်းနေအခါမဲ့ပွင့်နေပန်းနေကပူတော်တာပေါ့အဲ့ဒီခါမှာအာန္ဒနာကိုမိတ်တာပေါ့အရှင် အာန္ဒနာမင်းမျိုးကိုအာန္ဒနာတဲ့ဒီလိုပူတော်ခြင်းကငါဖះကိုပူတော်တာမမီဘူးတဲ့ငါဖះကိုပူတော်ခြင်းလည်းသူလို့ရှိရင်ဓမ္မနဲ့ပူတော်ပါတဲ့ အဲ့ဒါကိုပြောတဲ့အခါမှာဒီဘန်းနေသီမီတိနဲ့ပူတော်ကအကျိုးမရှိဘူးတပည့်တော်မဟုတ်ဘူးနော်ဘုဒ္ဓကရဲ့အဆုံးကိုမရောက်နိုင်လို့ပြောတာပါဒီဘန်းသီမီရဲ့ရဟန်းနဲ့ပူတော်လည်းအကျိုးရှိပါတယ်သူတို့ဓမ္မနဲ့ပူတော်တော့အကျိုးမရှိဘူးပေါ့ဓမ္မနဲ့ပူတော်မလို့ဆိုလို့ရှိရင်နိဗ္ဗာန်ကိုရောက်နိုင်ပါတယ်နော်ဘန်းသီမီရဟန်းနဲ့ပူတော်မလို့ဆိုလို့ရှိရင်ကောင်းတဲ့ဘုံကိုရောက်နိုင်တယ်သို့တော့အဲဒီကောင်းတဲ့ဘုံကလည်း တေဘေးကနေအိုးတို့ကနေမလစ်နိုင်ပါဘူးကောင်းကနေကောင်းပြီဆိုလို့ရှိရင်လည်းဆင်းရဲရမှာဥမ္မာအဲ့ဒါကြောင့်မေတ္တာပြကဓမ္မနဲ့ပူဇော်ခိုင်းတာဖြစ်ပါလေနော်ဖုံးဗျာတဲ့ AI မှာဗျာတဲ့ AI မှာတော့တိလာပေါ့နော်ဒါဦးသိန်းရဲ့ idea ကကြတော့ဗာလဲဆိုတော့ attention တစ်ခုရှာရပေါ့အဲ့ဒီ attention ကိုယူပြီးတော့ဦးသိန်းတို့ကဓမ္မမသိတို့ကိုပေးတာဖြစ်ပါတယ် အဲ့ဒီဆရာတော်ကြီးပုံကိုလောက်တာကအရင်ဖြစ်ချင်းဖြစ်မယ်ပေါ့နော်တိုးတော့အဲ့ဒီအရာကိုဦးစင်းကယူပြီးတော့ဓမ္မနဲ့ပူဇော်တာနဲ့ဓမ္မဖြင့်ပူဇော်တာနဲ့ဝိထုဖြင့်ပူဇော်တာနဲ့အသေးပဲကိုခွဲပြလိုက်တာဖြစ်ပါတယ်ဘုရားဟောတဲ့ဓမ္မပူဇော်အာမိတပူဇော်နှစ်ခုကိုရှင်းပြတာဖြစ်ပါတယ်ဘာကြောင့်ဓမ္မပူဇော်ကပိုအကျိုးကြီးပြီးတော့ဘာကြောင့်အာမိတပူဇော်ကအကျိုးနည်းလာလဲဆိုတာကိုဟဲ့ပြပြ နော်ဒါဥဒင်းရဲ့ idea ပဲရှင်းတော့ကဗာလဲဟိုနာသာကပြတယ်သူပြောတယ်အဲ့ဒါကဥဒင်းတွေ့လို့ဥဒင်းကယူပြီးတော့ယူတင်လိုက်တယ်တင်ပြီးတော့အဲ့ဒီနာသာပြီးတော့အကြောင်းပြပြီးတော့လူသားတွေမဟူရမဲ့ဇေဒီ၃ခုကိုပြောလိုက်တယ်ဗီဒီယိုက1မီလီယံကျော်သွားတာပေါ့1.5မီလီယံကျော်သွားတာပေါ့အဲ့တော့ဆိုရင်ဗီဒီယိုအထုံးကြီးမှာကအနည်းဆုံးတိတ်နှက်ရှိမယ်ပေါ့ဒါဆိုရင်ဥဒင်းပြောတဲ့မသိကိုဗီဒီယိုကအဲ့ဒါတင်လူဦးရေတိတ်နှက်ရှိတိတာပေါ့ပြန်လာကတော့ 1.5 million ပေါ့55သိန်းပေါ့သူက attention သူကရှားရတယ်သို့တော့အဲ့ဒီ attention ကိုအကြောင်းပြပြီးတော့လူတွေကိုအသိတွေမပေးဖို့လုပ်တယ်နော် attention ဆိုတာဘယ်လိုဒီအရေးကြီးတယ်ဆိုလို့ရှိရင်စိတ်ပညာမှာကိုယ့်ရဲ့တာသမီကိုကောင်းသိရင်တော့သုံးမှလည်းဆိုရင်တော့မှကိုယ့်ရဲ့တာသမီသိဝင်တာ attention ဆိုတာရှားရတယ် attention ကိုရှာကိုရှာရတယ်မရှာလို့မရဘူးအဓိက attention ကိုအကြောင်းပြပြီးတော့အသိတွေ မပေးဖို့မဖြောင့်ဖို့ပဲအရေးကြီးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်လူတွေဘာကြောင့်တည်တယ်လဲဆိုလို့ရှိရင်မွေးလို့တည်တာပါမတည်ခြင်းမမွေးအောင်လို့နောက်ထပ်မွေးအောင်လုပ်မလဲဆိုလို့ရှိရင်ကိရတာအာတော်တွေကိုမကင်ရှင်ပါနဲ့တတ်ပလိုက်အဲ့ဒါဆိုလို့ရှိရင်မမွေးတော့မမွေးရင်မတည်တော့ဘူးတကယ်တည်မင်းဆိုတာဥဒ္ဒနကိုယ်တိုင်ပါပဲ တင်မင်းသူတာဦးဇင်းတို့ကိုယ်တိုင်ပဲဘယ်မှာမှလိုက်မရှောင်နဲ့နော်လူတွေဘာကြောင့်တင်တယ်လဲသူလို့ရှိရင်ဦးဇင်းတို့အဘိဓမ္မာမှာပေါ့လေးမျိုးပြတယ်ကမ္မခယအာယုခယဥပယခယဥပိသေကပေါ့နော်ကမ္မခယဆိုတာကကြတော့ကံကုံလို့တည်တာဦးဇင်းတို့ပြည်တဲ့နေယူတဲ့အခါမှာကံကပြလိုက်တဲ့ရုပ်တွေပါတယ် အဲ့ဒီကံကလေးတိကုံသွားလို့တိတာနမနေအာယုခယအတတန်းကုံလို့တိတာနမတောဥပယခယကံကောအတက်ကော တပြိုင်တည်းကုံလို့တိတာနမလေးဥပိစေတကရုတ်တရက်ဟိုရှင်တိုင်းမှုဖြစ်လို့တိတာတို့ပေါ့အဲ့ဒါတွေကိုဥပိစေတကပေါ့သူများတက်လို့တိတာတို့အဲ့ဒါကိုဥပိစေတကကံလို့ခေါ်ပါတယ်နောက်တော့ဖျားလောင်းတွေရေတည်ခြင်းလို့ရှိတယ်တလား သူတို့ကကြတော့အတိမုဒ္ဒမရဏခေါ်တာသူတို့ကနဗိမာသီသင်ခံစားတဲ့အခါမှာပေါ့တပန်းကအယမ်းရှိတဲ့အခါမှာပါရင်ဖြစ်လို့မရအောင်အဲ့ဒါကြောင့်သူတို့ရဲ့အသက်ကိုတက်တန်းမပြည့်ခင်မှာတေဖို့စိတ်ညွတ်လိုက်ကြတာအဲ့ဒါကိုအတိမုဒ္ဒမရဏလို့ခေါ်ပါတယ်ဒါဖျားလောင်းတွေရဲ့တေချင်းပေါ့နော်ဒါကလူတွေရဲ့တေချင်းကြောင့်လေးကိုအများကြီးပြည်တယ်ဖြစ်ပါတယ်